တီတော့မလားတီလဲငါအေးတယ်ညံ့ညံ့သေးတယ်ဒီမှတ်ကဥစဉ်မျက်လုံးစီးပြတဲ့အကြောင်းတင်ထားတဲ့ပုံထဲမှာဒါမှန်ထားတာပါเนาะတစ်ခါတော့ကဥစဉ်ဟာကျမကြီးအလွန်မကောင်းဖြစ်တဲ့အတွက်စေယုံတက်ရပါတယ်အဲ့ဒီလိုစေယုံတက်တဲ့အခါမှာဒကာကြီးတယောက်ကဥစဉ်ကျမကြီးကောင်းဆိုပြီးတော့ကြေရာချေဖို့လာလျှောက်ပါလေအဲ့ဒါကိုဥစဉ်ကလက်မခံပါဘူးအဲ့ဒါကိုလက်မခံရကောင်းလားဆိုပြီးတော့ဥစဉ်ကိုမရရရာကိုလက်မခံတဲ့အတွက်အဲ့ဒီဘုံကြီး စိတ်ယုံကနေအလောင်းပြန်တယ်လာရမယ်လို့ကြိမ်းပါတယ်နော်ရဲ့အလဲငယ်ကြလို့ဥစဉ်ကစိတ်ယုံပြန်ဆင်းလာတဲ့အခါမှာကြမ်းကြမ်းမာမာပါပဲဟောသူကတော့စိတ်ယုံသွားတက်ရတယ်တဲ့နော်စိတ်ယုံသွားတက်ရလို့ကြမ်းကြမ်းမာမာနဲ့ဥစဉ်လို့ပြန်မလာရပါဘူးသူ့အလောင်းကိုပြန်တယ်လာရပါတယ်လောကကြီးမှာလေသူတို့ဘာအပေါ်ကိုမကောင်းကြံတဲ့စိတ်ထားမယ်ဆိုရင်အဲ့ဒီစိတ်ဟာပုဂ္ဂိုလ်တံပြန်ပြီးတော့တိရောက်တတ်တယ်နော်မပိုင်ရှင်လည်းပဲ ကိုယ်ဝစီတန်ကိုယ့်ကိုပြန်ပြီးတော့မတိရောက်ပါစေနဲ့နော်ဉာဏ်လုံးကဘာဖြစ်လို့လဲဖရားတဲ့ဉာဏ်လုံးမှာအေးတယ်တယ်လို့ဆရာကတော့ပြောတယ်ပေါ့နော်အဲ့ဒါဥစဉ်ကိုညစင်းရောတောက်စီရောတလားသာပြေးလိုက်ပါတယ်တလားပြေးလို့မပြောက်ဘူးဆိုရင်တော့မျက်စိအထူးကိုဆရာဝန်နဲ့ပြန်ပြရမယ်လို့ပြောတယ်အခုကတော့ဒါဖရားဟူသွားနေတာပါအเจ้าမှာရှိတဲ့ကိုရင်တွေဥစဉ်တွေကိုဖရားဟူခရီးစဉ်လိုက်ဖို့တာပေါ့နော် ဘယ်ကိုသွားတာလဲဆိုရင်ပကံကိုသွားတာပါအဲပကံမှာဥစဉ်ကိုတွေ့တဲ့လူများခေါ်ပြောနှုတ်ဆက်နိုင်ပါတယ်အားလုံးနှလုံးသိမ်းဝမ်းအေးချမ်းကြပါစေ